Hello everyone. Welcome back. ဒီနေ့ကတော့ကျွန်တော်တို့ unit 105ကိုလေ့လာမှာဖြစ်ပြီးတော့ခေါင်းစဉ်ကတော့ before, after, during, while. before ကတော့မတိုင်မီ after ပြီးနောက် during နေစဉ်အတွင်း while စဉ်အတွင်း Okay, ရိုက်တော့ဘာတွေကောင်းလဲဆိုတာအောက်မှာတစ်ချက်ကြည့်အောင်။အိမ်မှာဆိုလို့ရှိရင်တော့ before ရဲ့ during ရဲ့ after ရဲ့သူကပြောမယ်။ဆိုတော့ before the film ရုပ်ရှင်မတိုင်မီ during the film ရုပ်ရှင်အတွင်း after the film လို့ရှင်ပြီးတဲ့နောက် okay ဆိုတော့အတိတ်ပဲသိရင်တော့ရပါပြီဒါပါပဲ trade room မရှိပါဘူးကြည့်လိုက်ရအောင် everybody feels nervous လူတိုင်းက feels nervous ဆိုရင်ကြောက်ကြောက်ရွံ့နေတယ်ဗောနော်စိတ်လှုပ်ရှားနေတယ်လို့ခံစားရတယ် before exams ဆမ်မဝဲတွေမတိုင်မီမှာလူတိုင်းကစိတ်လှုပ်ရှားနေကြပါတယ် i fell asleep ကျွန်တော်ကအိပ်ပျော်သွားခဲ့တယ် during the film ရုပ်ရှင်ပြနေတဲ့အတွင်းမှာကျွန်တော်အိပ်ပျော်သွားခဲ့တယ် နောက်တစ်ခုမှာဆိုလို့ရှိရင်တော့ we were tired ကျွန်တော်တို့တွေကပင်ပန်းနေခဲ့တယ် after our visit to the museum ဆိုကျွန်တော်တို့ရဲ့ပြတိုက်ကိုတော့ကျွန်တော်တို့ပြတိုက်ကိုတော့လက်ပြီးတဲ့နောက်မှာကျွန်တော်တို့ပင်ပန်းနေခဲ့တယ် so ပြီးမှကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့ before မတိုင်မီ while sin တွင် after ပြီးနောက် so before we play ကျွန်တော်တို့မကစားခင် while we were playing ကျွန်တော်တို့ကစားနေစဉ်အတွင်း after we play ကျွန်တော်တို့ကစားပြီးနောက်အဲ့ဒါကြည့်ကြည့်ရအောင် do not forget to close the window မမေ့ပါနဲ့ to close the window ဘယ်မှာကိုပိတ်ဖို့မမေ့ပါနဲ့ before you go out သင် အပြင်မသွားခင်ပြင်ပောက်ကိုပိတ်ဖို့မမေ့ပါနဲ့နောက်တစ်ကြောင်းမှာတော့ i often fall asleep ကျွန်တော်ကပုံမှန်အဖြစ်အိပ်ပျော်သွားတယ် while i'm reading ကျွန်တော်စာဖတ်နေတဲ့အချိန်မှာပုံမှန်အဖြစ်ကျွန်တော်အိပ်ပျော်တယ် နောက်တစ်ကြောင်မှဆိုရင်တော့ they went home သူတို့တွေကအိမ်ကိုပြန်ခဲ့တယ် after they did the shopping သူတို့တွေဈေးဝယ်ထွက်ချင်းပြီးတဲ့နောက်မှာသူတို့အိမ်ကိုပြန်ခဲ့တယ် so စီမကြည့်လိုက်မယ်ဆိုရင်တော့ during while and for during လား while လား for တော့မလားတဲ့ so အဲ့တော့ကြည့်လိုက်မယ်ဆိုရင်တော့ during ကိုကျွန်တော်တို့က noun နဲ့တုံးမယ်ဒါလေးကိုသတိထားပါ while ကြတော့ကျွန်တော်တို့ verb တွေနဲ့တုံးမယ် ဆိုလို့ရှိရင်ဘာကွာမလဲ during the film ဒီမှာ noun ကြီးတွေ့မယ်ဒါပေမဲ့ while i am reading ကျွန်တော်တို့ဖတ်နေစဉ်အတွင်း while i we are playing ကျွန်တော်တို့ကစားနေစဉ်အတွင်း during the museum tour အာ museum အပြတိုက်တိုးလုပ်နေတဲ့အချိန်အတွင်းเนาะပြတိုက်တိုးအတွင်းမှာအဲ့တော့ကျွန်တော်တို့ during နဲ့သုံးမယ်အနောက်က noun နေဆိုရင် during နဲ့သုံးပြီးတော့ verb ဆိုရင် while နဲ့သုံးမယ်โอเคအဲ့တော့တစ်ချက်ကြည့်ကြအောင် we didn't speak ကျွန်တော်တွေကစကားမပြောခဲ့ဘူး during the meal တမင်းစာအစာအတော့တနက်အတွင်းပေါ့နော်တမင်းစားတဲ့အနက်အတွင်းမှာကျွန်တော်တွေစကားမပြောခဲ့ဘူးဒါပေမဲ့တဲ့ but we didn't speak ကျွန်တော်တွေစကားမပြောခဲ့ဘူး while we were eating ကျွန်တော်တို့စားနေခဲ့စဉ်အတွင်းမှာကျွန်တော်တို့စကားမပြောခဲ့ဘူးဒီမှာဆိုရင်တော့ noun နဲ့တွေ့ရမှာဖြစ်ပြီးတော့ဒီမှာဆိုလို့ရှိရင်တော့ verb နဲ့တွေ့ရမှာဖြစ်ပါတယ် ဆိုတော့ now ဆိုရင် during သုံးပြီးတော့ verb ဆိုရင် while ကိုသုံးပါမယ်နောက်ထပ်ကြည့်မယ်ဆိုလို့ရှိရင်เนาะ we use for ကိုသုံးမယ် a period of time ကြာချိန် duration of time ပေါ့เนาะဟိုပြောမယ်ဆိုလို့ရှိရင်เนาะကြာချိန်ကိုပြောမယ်ကြာချိန်ကိုပြောလို့ရှိရင် for ကိုသုံးမယ်ဆိုတော့ဟိုအရှိအရှိအရှိအခန်းကြီးတွေအသိပြီးသားပါဆိုတော့အဲ့ဒါချက်ကြည့်ကြည့်အောင် we play tennis ကျွန်တော်တွေက plan tennis ကိုကစားခဲ့တယ် for 2 hours နှစ်နာရီတောင် ကစားခဲ့တယ်ဆိုတော့ နှစ်နိုင်ကစားခဲ့တယ်ဆိုတော့ကျွန်တော်တို့ for သုံးမယ်နောက်တစ်ကြောင်းမှဆိုရင် I lived in London ကျွန်တော်က London မှာနေခဲ့တယ် for a year တစ်နှစ်လောက် London မှာနေခဲ့တယ်ဒီမှာကြည့်လိုက်မယ်ဆိုလို့ရှိရင်เนาะ you can use before after ing သုံးလို့ရပါတယ် before after ing ကိုသုံးလို့ရတယ် ing ကတော့ဒီမှာသူကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ကဒီကောင်ကို verb မဟုတ်ပါဘူးဒီကောင်က nominal nominalization လို့ခေါ်တာပေါ့နော်နောင်ပြနောင်ပြလုပ်ခြင်းလို့ခေါ်တယ် verb ကို verb တစ်ခုကို ing ထည့်လိုက်ပြီဆိုလို့ရှိရင်နောင်ဖြစ်သွားပါမယ်ဥပမာအဖြစ် eat eat စားသည် eat ing eating စားခြင်းဖြစ်သွားပါတယ်အဲဒီတော့ဒီကောင်က verb ကိုနောင်ပြလုပ်ခြင်းလုပ်လိုက်တာပါဒါဆိုတစ်ချက်ကြည့်ကြည့်အောင် I always have breakfast ကျွန်တော်ကအမြဲတမ်းမနက်စာစားတယ် before မတိုင်မီ ဘာမတိုင်မီလဲဆိုတော့ going to work အလုပ်သို့သွားခြင်းမတိုင်မီကျွန်တော်မြဲတဲ့မနက်စာစားတယ်ဒီမှာဆိုလို့ရှိရင် going ကသွားခြင်းဖြစ်သွားပါမယ်သွားခြင်း to work ဆိုတော့အလုပ်သို့သွားခြင်းမတိုင်မီဖြစ်သွားမယ်နောက်တစ်ကြောင်းမှာဆိုရင် after doing the shopping after being out doing လုပ်ခြင်းဘာလုပ်ခြင်းလဲဆိုတော့ the shopping shopping ထွက်တာလုပ်ခြင်းပြီးနောက် they want home သူတို့အိမ်ကိုပြန်ခဲ့တယ် နောက်တစ်ကြောင်မှဆိုလို့ရှိရင်တော့ we say before going after doing ဆိုပြီးတော့သုံးပါတယ်တဲ့အဲ့တော့ before ရ after ရဲ့နောက်မှာ verb ing လိုက်တာကိုပြောတာပါပဲအတူတူပါပဲ so before eating the apple မတိုင်မီ before မတိုင်မီ eating the apple ပန်းသီးစားခြင်းမတိုင်မီတဲ့ i washed it carefully ကျွန်တော်ဒါကိုသေချာစီကြော်တယ်စီကြော်ခဲ့တယ်နောက်တစ်ကြောင်မှဆိုလို့ရှိရင်တော့ I started work ကျွန်တော်ကအလုပ်ကိုစတင်ခဲ့တယ်။ After ပြီးတဲ့နောက်မှာဘာပြီးတဲ့နောက်လဲဆိုတော့ reading the newspaper သတင်းစာကိုဖတ်ခြင်းပြီးတဲ့နောက် reading ဖတ်ခြင်း the the newspaper သတင်းစာပေါ့နော်သတင်းစာဖတ်ခြင်းပြီးနောက်ကျွန်တော်အလုပ်စတင်ခဲ့တယ်။ So okay အဲ့တော့ဒီဟာကိုပြန်ပြီးတော့ခြုံလိုက်မယ်ဆိုလို့ရှိရင်တော့ဒီမှာ during ဆိုလို့ရှိရင်ကျွန်တော်တို့အနောက်က noun လိုက်ရမယ်။ while ဆိုလို့ရှိရင်တော့အနောက်က verb လိုက်ရပါမယ်။ before နဲ့ after နဲ့ကတော့ကျွန်တော်တို့ပုံမှန်သုံးနေကြတိုင်းသုံးလို့ရပါမယ်။အဲဒီမှာမှာ ing တွေကကြတော့ nominalization လို့ခေါ်တယ်။အဲ့ဒါကတော့ noun ပြုလုပ်ခြင်းပေါ့နော်။ noun ပြုလုပ်ခြင်းကတော့ဘာလဲဆိုလို့ရှိရင် verb တစ်ခုကို ing ထည့်လိုက်လို့ရှိရင်ဒီကောင်က noun ဖြစ်သွားတာမျိုးပါ။ So အဲ့တော့ကြည့်ကြည့်အောင်105.1မှာဆိုလို့ရှိရင် complete the sentences စာကြောင်းတွေကိုပြည့်စုံစွာဖြည့်ပါ choose from the boxes box တွေရနေပြီးတော့ရွေးပေးပါ before after before during while ရှိမယ် lunch နေလေသား concept ပြပွဲ the course အဲ course ပေါ့နော်သင်တန်းသင်ခန်းဒါလို့ရှိရင် the end အဆုံး the exam စာမေးပွဲ the night ည they went to australia through the australia ကိုသွားခဲ့တယ် you're waiting သင်စောင့်နေခဲ့တယ်သင်စောင့်နေတယ် so number 1မှာဆိုရင်နော် everybody was nervous လူတိုင်းကစိတ်လူရှားနေတယ် ဘာမတိုင်ခင်လဲဆိုတော့ before the exam ဆောင်းပွဲဝက်မတိုင်နေမှာစိတ်လို့ရှာနေတယ်နံပါတ်2ကြည့်အောင် I usually walk for hours in the morning ကျွန်တော်က usually ပုံမှန်အားဖြင့် walk အလုပ်လုပ်တယ် for hours နေ့၄နာရီအလုပ်လုပ်တယ် in the morning မနက်ခင်းမှာကျွန်တော်က၄နာရီအလုပ်လုပ်တယ် and another 3 hours ပြီးတော့လို့ရှိရင်တော့နောက်ထပ်3နာရီကိုတော့ဘာလုပ်လဲဆိုလို့ရှိရင် after ဖြစ်သွားမှာပေါ့နော် after ပြီးတဲ့ဘာပြီးတဲ့နောက်မှာလဲဆိုတော့လေးနေစာပေါ့ after lunch ဖြစ်သွားပါမယ် so 3အထိကြည့်လိုက်ရအောင် the film was really boring ရုပ်ရှင်ကအရန်ကိုပြင်ဖို့ကောင်းခဲ့တယ် we left ကျွန်တော်တို့ကထွက်ခွာခဲ့တယ်ဘာထွက်ခွာခဲ့တာလဲဆိုတော့ကြည့်လိုက်မယ်ဆိုလို့ရှင် lunch ကပြီးသွားပြီဆိုတော့ the concert လာပြပွဲမဟုတ်ဘူး course တင်တယ်လည်းမဟုတ်ဘူး the end ဖြစ်နိုင်နေ Okay အဲ့တော့ the end မှာ we left the end ဆိုတော့အဆုံးရဲ့မတိုင်မီမှာဆိုတော့ we left before the end full stop အဆုံးသက်မတိုင်ခင်မှာထွက်လာခဲ့တယ်။ဆိုတော့အောက်ကဟာလေးထပ်ပြီးဖြည့်ကြည့်ပါဦး။105.2မှာဆိုလို့ရှိရင်တော့ right ရေးပြပါ during while for during long while la for la ရေးပြရမယ် okay အဲ့ဒါဆိုလို့ရှိရင် during ဆိုလို့ရှိရင် noun လိုက်မယ် while ဆိုလို့ရှိရင်တော့ verb လိုက်မယ် for ကတော့ကြာချိန်ကိုပြမယ်အဲ့တော့ကြည့်ကြည့်အောင် number 1 we didn't speak ကျွန်တော်တို့စကားမပြောဘူးမပြောခဲ့ဘူး while စင်တွင်မှာ we were eating verb ဖြစ်နေတဲ့အတွက်ကြောင့်မလို့ while နဲ့တုံးတယ်ကျွန်တော်တို့စားနေစဉ်စားနေခဲ့စဉ်အတွင်မှာကျွန်တော်တို့စကားမပြောခဲ့ဘူး number 2 we didn't speak ကျွန်တော်တို့စကားမပြောခဲ့ဘူး during အတော်အတွင်းဘာမှလဲဆိုတော့ the meal to miss စားခြင်းအတွင်းကျွန်တော်တို့စကားမပြောခဲ့ဘူး number 3 gary called you wear out ဆိုလို့ရှိရင် Gary ကဖုန်းဆက်ခဲ့တယ်ဘယ်အချိန်မှလဲဆိုတော့တင်းအပြင်ရောက်နေခဲ့တဲ့အချိန်မှဆိုတော့ဒီမှာ wear ကြီးတွေ့ပါမယ် wear ကဘာလဲဆိုလို့ရှိရင် verb ဖြစ်တယ် main verb ဆိုတော့တင်းအပြင်ရောက်နေသည်ပေါ့နော်ရှိသည်ဖြစ်သည်ဆိုတော့အပြင်မှာဖြစ်နေသည့်အချိန်ဖြစ်နေခဲ့သည့်အချိန်မှ Gary ကဖုန်းခေါ်ခဲ့တယ်ဆိုတော့ Gary called verb ဆိုတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဘာသုံးလဲဆိုတော့ while ကိုသုံးပါမယ် while you were out so အဲ့တော့40ကြည့်လိုက်အောင်မနော် Amy went to Italy Amy ကတော့အီတလီကိုသွားခဲ့ပြီးတော့ and ပြီးတော့ stay in Rome Roma နေခဲ့တယ်5 days 5ရက်ဆိုတော့တေချာတကောင် duration ကိုပြနေတယ်ကြာချိန်ကိုပြနေတော့ကျွန်တော်တို့4နဲ့သုံးမယ်4 5 days ဖြစ်သွားပါမယ်ကျွန်တော်လေးဆက်ပြီးတော့ဖြည့်ကြည့်ပါဦး so point 3မှာကြည့်လိုက်မယ်ဆိုရင် complete the sentences စာကြောင်းတွေကိုပြည့်စုံစွာဖြည့်ပေးပါ use ing ing သုံးပေးပါဆိုတော့ nominalization noun ပြုလုပ်ခြင်းလောက်ကမှာဆိုလို့ရှိရင် after doing the shopping shopping လုပ်ခြင်းပြီးတဲ့နောက်မှာတော့ they went home အင်္ဂုပြန်ခဲ့တယ်နံပါတ်2 i felt sick ကျွန်တော်ကဖျားတယ်လို့ခံစားရတယ် after ပြီးတဲ့နောက်ဘာပြီးတဲ့နောက်မှာလဲဆိုတော့ too much chocolate chocolate အများကြီး စားချင်းပြီးတဲ့နောက်ဆိုတော့ after eating after eating too much chocolate so အဲ့တော့ထပ်ပြီးတော့အောက်ကဟာလေးလေးဖြည့်ကြည့်ပါဦး point 4ကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့ write sentences with စာကြောင်းတွေရေးပေးပါ before plus ing after plus ing ပေါ့နော် before ing လား after ing လားရေးပေးပါအဲ့ so နံပါတ်1မှာဆိုရင် they did the shopping သူတို့တွေက shopping စီးပွားထွက်ခြင်းကိုလုပ်ပြုလုပ်ခဲ့တယ် then ပြီးတဲ့နောက်မှာတော့ they went home အိမ်ကိုပြန်ခဲ့တယ်အဲဒီတော့ after doing the shopping after ပြီးတဲ့နောက် shopping ဈေးဝယ်ထွက်ခြင်းလုပ်ခြင်းပြီးနောက် they went home အိမ်ပြန်ခဲ့တယ်နံပါတ်2 john left school ဂျွန်ကကျောင်းထွက်ခဲ့တယ် then ပြီးတဲ့နောက်မှာတော့ he worked in a bookshop for 2 years သူကတော့စာအုပ်ဆိုင်မှာနှစ်နှစ်အလုပ်လုပ်ခဲ့တယ် ဆိုတော့အဲ့ဒါဘယ်လိုဖြစ်မလဲဆိုတော့ John Walk John ကအလုပ်လုပ်ခဲ့တယ်ဘယ်မှာလုပ်ခဲ့တာလဲဆိုတော့စာအုပ်ဆိုင်မှာနှစ်နှစ်လုပ်ခဲ့တယ်ဘာမတိုင်မီလားပြီးရနောက်မလားသူကြောင်းမထွက်ခင်လားထွက်ပြီးနောက်မလားဆိုတော့ကြောင်းထွက်ပြီးနောက်မလားဆိုတော့ John Walk in a bookshop for 2 years after ပြီးနောက်ဘာပြီးနောက်မလားဆိုတော့ကြောင်းထွက်ချင်းဆိုတော့ left ကို ing ပေါင်းမယ်ဆိုတော့ after leaving school ဖြစ်သွားပါမယ်เนาะ full stop okay အဲ့တော့ကျန်တဲ့ဟာလေးဆက်ဖြည့်ကြည့်လိုက်ပါဦးဒီ unit ကနေပြီးတော့လေတခုခုအကျိုးရှိတာလေးလေ့လာနိုင်မလို့မျှော်လင့်ပါတယ် so have a nice day see you on next unit stay strong stay safe bye bye